မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။လုံခြုံရေးအာမခံချက်မရှိပါကစစ်ကောင်းဆောင်အာဏာစွန့်မီမဟုတ်ဟုသုံးသက်တဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ အာနာသိန်းစင်ကောင်းဆောင်ကသူ့လုံချုံရေးကိုအာမခံချက်မပေးနိုင်ဘူးထင်ရင်ကာကွယ်ဦးစီးချုပ်နေရာကိုရောလက်ရှိအတ္တမသိမ့်ပိုက်ရယူထားတဲ့အာနာအလုံးကိုစွန့်လွတ်မှာမဟုတ်ဘူးလို့စစ်ရေးနိုင်ငံရေးအကဲခတ်သူတွေကသုံးသပ်ကြပါတယ်စစ်ကောင်စီကကျင်းပဖို့စီစဉ်နေတဲ့ရွေးကောက်ပွဲပြီးသွားတဲ့အခါမှာဗိုလ်ချုပ်မှုကြီးမေအောင်လိုင်းဟာကာကွယ်ဦးစီးချုပ်နေရာမှာဆက်ရှိမှာလားဒါမှမဟုတ်ရွေးကောက်ပွဲအနိုင်ရပါတီနဲ့ပေါင်းပြီးတမနာယာလူနေရာကိုရယူမလားဆိုတဲ့အပေါ်နိုင်ငံရေးအတိုင်းဝန်ကြားမှာသုံးသပ်မှုအမျိုးမျိုးရှိနေပါတယ် စစ်ရာဇဝမှုတွေနဲ့နိုင်ငံတကာမှာတရားစွဲဆိုခံထားရပြီးဖန်ဝရန်ထုတ်ခံထားရတဲ့စစ်ကောင်းဆောင်ဟာသူနဲ့သူမိသားစုရဲ့လုံခြုံမှုကိုအာမခံချက်မပေးနိုင်ဘူးလို့ယူဆရင်ဘလို့အပြောင်းလဲကိုမှလှုပ်ဆောင်မှာမဟုတ်ပဲနိုင်ငံတော်အာဏာအလုံးကိုဆက်ပြီးချုပ်ကင်ထားအောင်မှဖြစ်တယ်လို့ ိုင်ငံရေးအကဲခတ်တွေကတုံ့တက်ပါတယ်ဗိုလ်ချုပ်မူကြီးမဲအောင်လိုင်ကအရင်ကတည်းကသမရအိမ်မက်ရှိသူဖြစ်တာကြောင့်ရွေးကောက်ပွဲအနိုင်ရပါတီဖြစ်တဲ့ NLD ပါတီကိုအာဏာမပေးဘဲနိုင်ငံတော်အာဏာကိုသိမ်းယူခဲ့တာလို့နိုင်ငံရေးအတိုင်းအဝိုင်းကယူဆထားတာကြောင့်ဒီနေ့အကုန်မလုံးမဲ့ရွေးကောက်ပွဲဟာသူ့ရဲ့သမရဖြစ်ရေးအိမ်မက်ကိုအကောင့်ထဲပို့ဖို့ဖြစ်တယ်လို့တုံ့တက်သူတွေလည်းရှိပါတယ်စစ်ကောင်ဆောင်ဟာ တမရရာလူကိုရယူပြီးအယက်တန်အစိုးရအသွင် ပုံစံမျိုးနဲ့နိုင်ငံတော်အာဏာကိုဆက်လက်ထိန်းချုပ်ဖို့ကြိုးစားရင်၂008ဖွဲ့စည်းပုံအခြေခံဥပဒေအရအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ဦးစီးချုပ်နေရာကိုအခြားစစ်ကောင်းဆောင်တယောက်စီကိုလွှဲပြောင်းပေးရမှာဖြစ်ပါတယ်။ ပထမအကြိမ်လွတ်တော်တက်တမ်းမှာလွတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့ဘူးသလိုအာနာသိန်းစစ်တပ်နဲ့ရောတိုင်းရင်းသားဒေါ်လာရေးအဖွဲ့တွေနဲ့ပါနှိစက်တဲ့ဝိုင်းရင်နိုင်ငံရေးသမားတယောက်ကတော့ဒီလိုအရေးကြီးတဲ့နေရာမှာရှိနေတဲ့ကာကွယ်ဦးစီးချုပ်နေရာကိုသူ့လုံခြုံရေးကိုအာမခံပေးနိုင်တဲ့ယုံကြည်စိတ်ချရတဲ့စစ်ဘိုလ်ချုပ်ကိုသာလွှဲပြောင်းပေးမှာဖြစ်တယ်လို့ပြောပါရတယ်။ ။ဒါကြောင့်မေစစ်တပ်ထဲမှာအာနာသိန်းစစ်ကောင်းဆောင်ကသူနဲ့ပါဝါရှင်နိုင်တဲ့သူတွေကိုအနာပေးပြီးသူချုပ်ကင်နိုင်တဲ့ငွေရတဲ့စစ်ဗိုလ်ချုပ်တွေကိုသူနာကိုခေါ်ထားပြီးအနာကတ်တမတော်ကာကွယ်ဦးစီးချုပ်နေရာရွေးချယ်မှုကိုတိတ်တဆိတ်ဆောင်ရွက်နေတယ်လို့ဆိုပါရယ်။ အဲ့ဒီအချက်ကိုငင်းချင်းဆွေးနွေးမှုတွေမှာပါဝင်ဆောင်ရွက်နေသူတယောက်ကထောက်ခံပြီးဘိုးချုပ်မူကြီးမဲအောင်လိုင်ကသူစိတ်ချတဲ့သူမဟုတ်ဘဲဂါခွေဦးစည်းချုပ်နေရာကိုပေးမှာမဟုတ်ဘူးလို့ထောက်ပြသလိုစစ်ကောင်းဆောင်ရဲ့တမနာဖြစ်ရေးအိမ်မက်ကလည်းစိန်ခေါ်မှုတွေရှိနေတယ်လို့ဆိုပါတယ် မြမရေလေးလာသူဦးကျော်လင်းဦးကတမရကလွတ်တော်တွေကိုရွေးမှာကိုအဲ့တော့ရွေးကောက်ခံကိုစလဲတွေကသူ့ကိုရွေးချယ်ပါမလားရွေးခဲ့ရင်တမရဖြစ်မယ်ဒါမှမဟုတ်အဲ့လိုမဟုတ်ဘဲနဲ့ရွေးကောက်ခံကိုစလဲတွေကြားထဲမှာလဲသူ့အပြင်တယောက်ယောက်ကိုရွေးဖို့ရှိနေတယ်ဆိုရင်တော့သူ့အတွက်စိန်ခေါ်မှုရှိတယ်အခြားတယောက်ဆိုတာကရွေးကောက်ပွဲဖြစ်ရင်အများဆုံးနိုင်မယ်လို့ခန့်မှန်းတာကပြီးခိုင်ပြိုးပါတီပေါ်ပါတီဦးဆောင်သူတွေကလည်းတမရဖြစ်ခြင်းနဲ့ဆန္ဒရှိတယ်ဆိုရင်ပါတီကိုစလဲတွေကဘသူ့ကိုရွေးမလဲဆိုတာလဲစောင့်ကြည့်ရမယ် ယ်လို့ပြောပါတယ်။မင်းအွန်လိုင်းကဆိုးဝင်းကိုအရေးပါသောဆိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားဆင့်ကော်မတီများနဲ့ဗဟုကော်မတီများမှဖဲထုတ်ဆေးဘက်ဆိုင်ရာလဲဆိုးဝင်းစာကြောစွာလင်းကိုအထူးကဆုံးဖြတ်ခွင့်တာဝန်များပေးဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။ အကြံဖန်စစ်ကောင်းဆောင်မင်းအောင်လိုက်ကစိုးဝင်းကိုအရေးပါသောအစိုးရဝင်ကြီးဌာနဆိုင်ရာအမျိုးသားစင်ကော်မတီများနဲ့ဗဟုကော်မတီများမှဖိတ်ထုတ်လိုက်ကြောင်းနေပြည်တော်စစ်ဘက်တရင်ရှင်မြေပြောဆိုခြင်းနဲ့စစ်တပ်ကထုတ်ပြန်ထားသောပြန်တမ်းများအရသိရှိရပါသည် ဒူလိုင်လ31ရက်နေ့စေုပ်ချုပ်ရေးကိုဖျက်သိမ်းပြီးကာလုံကဆိုရသည့်ပုံစံပြန်လည်ဖွင့်စည်းရာတွင်ရခိုင်က ဆိုဝင်ကဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားစင့်ကော်မတီနှင့်ပဟုကော်မတီများတွင်ဆိုဝင်ကိုပြန်လည်ခန့်အပ်ခြင်းမရှိတော့ပေမင်းအောင်လိုင်းနှင့်နိုင်ငံတော်ဝန်ကြီးအဖြစ်တာဝန်ပေးခံရသူညိုစောတို့ကသာအဓိကဥဆောင်သူဥက္ကဋ္ဌများဖြစ်လာကြောင်းနိုင်ငံအတွက်အရေးပါသောအမျိုးသားစင်ကော်မတီနှင့်ဗဟုကော်မတီ73ခုထပ်မံတဲ့တွင်စိုးဝင်းကိုဖိတ်ထုတ်လိုက်ကြောင်းသိရှိရပါသည် ရခိုင်ကစုံဝင်းကိုဥဆောင်သူဖြစ်ဆောင်ရွက်ခွင့်ရခဲ့သောဘန်နာယီကော်မရှင်အမျိုးသားစီမံကိန်းကော်မရှင်တို့တွင်မင်းအောင်လှိုင်ကဥက္ကဋ္ဌဖြစ်ဆောင်ရွက်ပြီးညိုစောကိုဒုတိယဥက္ကဋ္ဌဖြစ်ခန့်ထားပြီးစုံဝင်းကိုလုံးဝထည့်သွင်းဖွဲ့စည်းခွင့်မပြုတော့သည်ကိုတွေ့ရှိရပါသည်စုံဝင်ဥက္ကဋ္ဌဖြင့်ဆောင်ရွက်ခဲ့သောအမျိုးသားတဘာဝဘေးရန်ရဲ့စီမံခန့်ခွဲရေးဆိုင်ရာကော်မတီတွင်ပြည်ထရေးဝန်ကြီးဒုဗိုလ်ချုပ်ကြီးထွန်းထွန်းအောင်ကိုဥက္ကဋ္ဌဖြင့်၎င်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီတွင်လည်းဝင်ကြီးချုပ်ညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းလေယာမြေနှင့်အခြားမြေများတင်စီမှုပြန်လည်စစ်ဆေးရေးကော်မတီတွင်လည်းညိုစောကိုဥက္ကဋ္ဌဖြစ်၎င်းခန့်အပ်ထားပါသည်စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက်အထူးကြကြသောအသေးစားအငယ်စားနှင့်အလက်စားစီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးအမျိုးသားဆင့်ကော်မတီတွင်လည်းမေအောင်လိုက်ကဥက္ကဋ္ဌညိုစောဒုတိယဥက္ကဋ္ဌဖြစ်ပါဝင်ပြီးစိုးဝင်းကိုလုံးဝဖိထုတ်လိုက်ကြောင်း ဆက်မှုလုပ်ငန်းနဲ့ဆက်မှုဆောင်ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်လည်းမြို့စောကဥက္ကဋ္ဌဖြစ်၎င်းမြန်မာအထူးစည်းဝိုင်းဆောင်ဆိုင်ရာစီမံခန့်ခွဲရေးဗဟုအဖွဲ့တွင်မြို့စောကဥက္ကဋ္ဌဖြစ်၎င်းပါဝင်ပြီးစိုးဝင်းမှာလုံးဝပါဝင်ခြင်းမရှိတော့ပေ။ တို့ရတွင်အုတ်ချုပ်ရေးရန်များအတွက်အရေးမပါသောကော်မတီနှင့်အဖွဲ့များတွင်စိုးဝင်းကိုဆက်လက်ထည့်သွင်းဖွဲ့စည်းထားသည်ကိုတွေ့ရှိရပြီးဂုံတူးဆောင်ဘွဲတစိတ်ချင်းမြင့်ရေးစစ်စေရေးအဖွဲ့တွင်စိုးဝင်းကိုနိုင်ကဖြစ်၎င်းနေဆက်ဒေသနှင့်တိုင်းဒါလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင်စိုးဝင်းကိုဒုတိယဥက္ကဋ္ဌဖြစ်၎င်းမင်းအောင်လိုင်ကထည့်သွင်းဖွဲ့စည်းထားပါသည်အလားတူစစ်ဘက်ဆိုင်ရာစီမံခန့်ခွဲရေးများမှလည်း ချင်းရီလီညင်းနိုင်ကုကေမူဒုတိယဗိုလ်ချုပ်ကြီးကျော်စွာလင်းကိုမင်းအောင်လိုင်ကအဓိကစီမံခန့်ခွဲရန်တာဝန်ပေးထားသဖြင့်စုံဝင်းမှာစစ်ဘက်ရေးရာနဲ့စစ်ရေးဆိုင်ရာစီမံခန့်ခွဲမှုမှာလည်းလုတ်ပိုင်ခွင့်နည်းလာကြောင်းသိရှိရပါတယ်။စစ်ဘက်ရောအရက်ဘက်မှာရောဒုတက်ချုပ်ကိုတာဝန်ပေးတာအတော်ကိုနည်းလာတာတွေ့ရပါတယ်။ဒါကနှစ်ဦးကြားမှာအဆင်မပြေလို့ဆိုတာတက်ချုပ်ကသူ့လူတွေကိုပို့ပြီးပွဲထုတ်လာတာမျိုးလို့ပြောလို့ရတယ်။ ဒုချုပ်ရဲ့ဩဇာနဲ့အာဏာကျဆင်အောင်ရှော့ချမှုလို့ပြောလို့ရပါတယ်။တန်းခိုင်ရေးပါတီစီကိုပြောင်းရွှေ့လိုက်တဲ့ဗိုလ်ချုပ်ကြီးတွေနဲ့ဒုဗိုလ်ချုပ်ကြီးတွေမှလည်းဒုတက်ချုပ်ရဲ့လူတွေမပါဝင်ပါဘူး။ဒုတက်ချုပ်ရဲ့လူတော်တော်များများစစ်ဘက်ရောအရက်ဘက်မှာပါနေရမရတာများပါတယ်ဟုနေပြည်တော်စစ်ဘက်သတင်းရှင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။2024ခုနှစ်ဩဂုတ်လအတွင်းမှာလေမင်းအောင်လိုက်ကညှို့ဆောင်အောင်လင်းတွင်နဲ့ရဲဝင်းဦးတို့ကိုဗိုလ်ချုပ်ကြီးရှာသူများ တို့မြင့်ပေးခဲ့ပြီးနောက်ဒုစစ်ခေါင်းဆောင်စိုးဝင်းရုံကန်းကို၎င်း၏ပေးခြင်းကအခန်းနေရာတွင်မထားတော့ပင်အခြားနေရာသို့အတင်းကျပ်ပြောင်းရွှေ့စေခဲ့ပါသည်။မူလကဒုစစ်ခေါင်းဆောင်စိုးဝင်း၏စေယုံမှရုံကန်းနှင့်သမရအိမ်တော်ရှိစစ်ကောင်စီဒုတိယဥက္ကဋ္ဌရုံးခန်းတို့မှမင်းအောင်လိုက်နှင့်ခန်းချင်းဘေးကရက်မှထားရှိခဲ့ခြင်းဖြစ်တော်လဲ၂၀၂၄ခုနှစ်ဩဂုတ်လတွင်စိုးဝင်းစစ်ရုံးမှရုံးခန်းကိုအောက်ထပ်တော်၎င်း ဒုတိယဥက္ကဋ္ဌရုံးခန်းကိုသမရအိမ်တော်မှဒုတိယသမရအိမ်တော်ရုံးခန်းသို့၎င်းမင်းအောင်လှိုင်ကအတင်းကျပ်ပြောင်းရွှေ့ခိုင်းခဲ့ကြောင်းသိရပါသည် ောင်ကြီးစစ်တပ်ကြီးတိုက်ခိုက်ရေးတနန်းကြောင်မှတက်ခွဲမှုအရာရှိတနန်းစင်းများလိုက်ပါသောစစ်ရင်တန်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှတက်ခွဲမှုဗိုလ်ကြီး၈ဦးအပါအဝင်၉ဦးသေဆုံးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးစစ်တပ်ကြီးတိုက်ခိုက်ရေးတနန်းကြောင်မှတက်ခွဲမှုတနန်းစင်းများလိုက်ပါသောစစ်ရင်တန်းကိုတိုက်ခိုက်ခဲ့ရာစစ်တပ်ဘက်မှ၉ဦးသေဆုံးခဲ့ကြောင်း People Defense Force တန်တောင်မှတာဝန်ရှိသူတို့ကပြောဆိုပါရသည်။ ဇွန်လ9ရက်နေ့ညနေ9:30မိနစ်30ချိန်တန်တောင်ကြီးမြို့နယ်ဘရင်နောင်တပ်မျိုးစစ်တနန်းကျောင်းမှတက်ခွဲမှုတနန်းစင်များပောင်းဝင်သောစစ်ရင်တန်းကိုတောင်ငူတန်တောင်လမ်းပိုင်း9မိုင်စစ်တပ်စခန်းကုန်းအနီးတွင်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာတနန်းစင်တက်ခွဲမှုဗိုလ်ကြီးရှိဦးသေဆုံးကြောင်းထို့ပြင်ရင်မောင်းတက်ချက်တူလည်းသေဆုံးက၄ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါသည်သိဆုံးနာမှာရှစ်ဦးကတက်ခွဲမှုတနန်းစင်ပြီးသားအသက်ဆက်ဆက်လေးတွေဟုပြည်ပန်ဒက်ဖတ်ဖို့တန်ကြောင်မှတာဝန်ရှိသူကရှင်းပြပါရယ် ထို့အပြင်မေလ29ရက်နေ့ကလည်းကရင်ပြည်နယ်တောင်ငူလိပ်တော်လမ်းပိုင်းရှိစစ်ကောင်စီဒုံးဘိုကြီးတပ်စခန်းကိုလည်းတော်လှန်ရေးတပ်များကတွားရောက်ပစ်ခတ်ခဲ့ပြီးပစ်ခတ်မှုတွင်စစ်ကောင်စီတပ်ပံမှအထိနာသည်ဟုသိရှိရကြောင်းတိုက်ခိုက်မှုကိုအတိအကျစုံစမ်း၍မရကြောင်း၎င်းကပြောဆိုပါရယ်အဆိုပါစစ်စင်ရေးကိုတောင်ငူခိုင်တမဟာနှင့်တယင်းလက်အောက်ခံတယင်းငါလက်အောက်ခံ People Defense Force တန်တောင် MNB စစ်ကြောင်းနှင့်မဟာမိတ်တပ်ဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါရယ်